အလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခသိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရင်စေစားညံ့လေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါကောဓမဗုဒ္ဓပြိဋိဘံသံဃာနိကာလမှာ နောက်ဆုံးမာရာသင်္ခါရာအကြောင်းတရားတွေကပေါင်းစပ်ထုတ်လုပ်ထားတဲ့ရုပ်တရားနံတရားလို့ဆိုတဲ့သင်္ခါရတရားတွေဟာပျက်စီးပျောက်ကွယ်ခြင်းသဘောရှိကြတယ်လို့သစ္စာဗျာကဒီမုံလေးတစ်ခုကိုလက်သားပေါ်ပေါ်တင်ပြပြီးတော့အဲ့ဒီပမာဏလောက်ရှိတဲ့သင်္ခါရလေးတောင်လောကကြီးမှာထာဝရတည်မြဲတယ်ဆိုတာမရှိဘူးအဲ့ဒီမတည်မြဲလို့ပဲမြတ်သောအကျင့်ကိုကျင့်ရတယ် ကြောင့်လို့ဆိုမတည်မြဲတဲ့အရာတွေကိုကြော်သွားနိုင်မှမတည်မြဲတဲ့စက်ကွင်းကတော့ပါဒီစက်ကွင်းကလွတ်သွားဖို့ရအတွက်မတည်မြဲတဲ့အရာတွေတဲကနေပြီးတော့ရတော့အချင်းကိုကျင့်ပြီးဒီဘောင်းကိုကြော်သွားနိုင်အောင်ကြိုးစားအချင်းဖြစ်တယ်မမြဲစီအတွက်ကြောင့်ရတော့အချင်းကိုကျင့်ရလဲဆိုတာအဲ့ဒါကိုပြော